မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပုံမြို့နယ်မှာရှိတဲ့ခမရ434တပ်ရင်းရဲစခန်းကင်းစခန်းများနဲ့ခလာရ16တို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့ဖားပုံမြို့ကိုတော်လိုင်းတပ်များကထိ ंछ ုပ်ထားကြောင်းကို NUG ကာကွယ်ဝင်ကြီးဌာနကတရားဝင်ကြေညာထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ25ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ၄၃၄တိုက်ရင်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့လက်နက်ခဲယံအများအပြားကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဖာပွန်စစ်စင်ရေးကို2024ခုနှစ်မတ်လ16ရက်နေ့ကနေစတင်ခဲ့ပြီးမတ်လ24ရက်နေ့မှာကရင်ပြည်နယ်ဖာပွန်ခရိုင်ဖာပွန်မြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရဲစခန်းနဲ့ကင်းစခန်းများကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။မက်လ26ရက်နေ့မှာဖာပေါ်မြို့ကိုတော်လိုင်းတပ်ဖွဲ့များကတိမ့်ပိုက်ထိန်းချုပ်ခဲ့တယ်လို့သိရပါဗျ။မက်လ30ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့ဖာပေါ်မြို့အခြေဆိုင် ခလိုက်ရ၁၉တက်ရင်ကိုတော်လိုင်းပူပေါင်းတက်များကတိမ့်ပိုင်နိုင်ခဲ့ပြီးတော့လက်နက်ခဲရအမြောင်များကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာစစ်စင်ရေးများကိုတောင်ပိုင်းစစ်ဒေသ JOC ကုတ်ကဲမှုနဲ့ဖာပွန်စစ်စင်ရေးကိုဆက်လက်ပြီးတော့ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။တောင်ပိုင်းစစ်ဒေသ JOC အမှတ်နှစ်စစ်ဒေသခွဲကုတ်ကဲမှုနဲ့ကရရအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပြည်သူ့ကာကွယ်တပ်မတော် PDF Force of Federal Democracy FFD ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA မဟာမိတ်ပူးပေါင်းအဖွဲ့များက ဖာပေါ်စစ်စင်ရေးကိုဖော်ဆောင်တိုက်ပွဲဝင်လျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စင်ဘုံမြို့ခလိုက်ရ141စခန်းကုန်းရဲ့ကာကင်းစခန်းကုန်းတစ်ခုကိုဒီကနေ့မနက်ပိုင်းမှာ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကတင်ပိုက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မြေကြီးနားမြို့နယ်စင်ဘုံမြို့ရဲ့အပြင်ဘက်၃မိုင်ဝန်းကျင်အကွာမှာတည်ရှိတဲ့ခလိုက်ရ141စစ်ကောင်းစီတပ်ကိုဝင်းရံပိတ်ဆို့ထားပြီးတော့တိုက်ခိုက်နေတာဟာနှစ်လကျော်ကြာပြီးတဲ့နောက်မှာတော့ဒီကနေ့မှာ ကာကုန်းတစ်ခုကိုတင်ပိုက်လိုက်နိုင်တယ်လို့စီရဲသတင်းအရင်းမြစ်ကပြောကြားထားပါတယ်။ကာကုန်းကိုရထားတယ်လို့ကြားမိတယ်။တက်ကိုကာထားတဲ့ဂုံး၈ point လို့နေရာမျိုးလေးလက်နက်တွေပါရတယ်လို့ပြောဆိုထားပါတယ်။စင်ဘုံမျိုးကိုထိန်းချုပ်ပြီးတဲ့နောက်အဓိကတပ်စခန်းကိုတင်ပိုက်နိုင်ဖို့အရေးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးဖြစ်ပြီးတော့စစ်ကောင်စီဘက်ကတိုက်လေရင်၃စီးနဲ့ဒပြိုင်နက်ထဲလာရောက်ပြစ်ခတ်တာမျိုးတွေရှိနေတယ်လို့လည်းသိရပါတယ်။မနေ့ကလည်းစစ်ကောင်စီတိုက်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်စင်ဘုံမျိုးမြင်သာကြေးရွာကတားမိနှစ်ယောက် ဘုံစားထိမှန်ပြီးတားဖြတ်သူတေဆုံးကမိခင်ဖြစ်သူကပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ARD မြေကမ်းတစ်ပိမာတရှိတဲ့စင်ပေါ်မြို့ကို KIA နဲ့ပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ရာဖေဖော်ဝါရီလ10ရက်နေ့ကမြို့ရဲစခန်းကိုတိမ့်ပိုက်နိုင်ခဲ့ပြီးမြို့ကိုထိန်းချုပ်နိုင်ခဲ့ပေမယ့်ခလိုက်ရ111တပ်စခန်းကုန်းကြီးကိုတိမ့်နိုင်ဖို့အရေးတိုက်ခိုက်နေစေဖြစ်တယ်လို့စစ်ကောင်စီဘက်ကလည်းလေချောင်းကနေပြီးတော့ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းအောင်လံမြို့နယ်အောင်လံရွှေပန်းတော်လမ်းမိုက်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကခရီးသွားပြည်သူအယောက်60ခန်းကိုဖမ်းဆီးပြီးတော့တအူးကိုငွေကျပ်390နဲ့မိသားစုဝင်တွေကိုပြန်လာရွေးခိုင်းကလာရောက်မရွေးနိုင်တဲ့သူတွေကိုစစ်မှုထမ်းဖို့အတွက်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ25ရက်နေ့မနက်10:00ရဲ့အချိန်ကအောင်လံမြို့နယ်အောင်လံရွှေပန်းတော်ကားလမ်းမှာရှိတဲ့စံကလေးကြီးရွာယထာတန်လန်စစ်စေးဂိတ်မှာအကြမ်းဖက်စစ်ကောင်စီကခရီးသွားပြည်သူများနဲ့စိုက်ကယ်စီးနှင်းတဲ့သူတွေကိုတားဆီးဆစ်ဆေးပြီးတော့ပြည်သူအယောက်60ခန်းကိုအကြောင်းမဲ့ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးထားတဲ့ပြည်သူအယောက်60ခန်းကိုအောင်လံမြို့မှာရှိတဲ့အထက်ကတဲ့အကြောင်းကိုခေါ်ဆောင်သွားပြီးတော့ပြည်သူတအူးကိုငွေကျပ်3000နဲ့မိသားစုဝင်များကို ပြန်ရွေးခိုင်းနေတယ်လို့သိရပါတယ်ဖမ်းဆီးခံရတဲ့သူအများစုဟာအောင်လန်ရွှေပန်းတော်ကာလန်ပိုင်းအောင်လန်အရှိချမ်းကြီးရွာတွေကတာမန်ပြည်သူများဖြစ်ပြီးတော့ငွေကြေးမတတ်နိုင်တဲ့အတွက်ကြောင့်အများစုကိုစစ်မှုထမ်းဖို့အတွက်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကရွှေတောင်စစ်ဆေးရုံကိုစစ်ဆေးဖို့အတွက်ပို့ဆောင်လိုက်တယ်လို့သိရပါတယ်မနေ့ကမနက်10နာရီလောက်မှာအောင်လန်မြို့နယ်အောင်လန်ရွှေပန်းတော်ကာလန်ပိုင်းစံကလေးကြီးရွာယထာတန်လန်စစ်ဆေးဂိတ်ကစစ်ခွေးတွေကခီးသွွားပြည်သူတွေကိုအတင်းအဓမ္မဖမ်းဆီးပေါ်တာဆွဲတာတွေကိုပြုတ်လုခဲ့ပါတယ် ။နောက်ပြီးတော့ဆိုင်ကယ်တွေကိုတားဆီးဆစ်ဆေးပြီးတော့ဖမ်းဆီးတာတွေလည်းလုပ်တယ်။ဖမ်းဆီးခံရတဲ့ပြည်သူတွေကိုအောင်လံမြို့အာထကတဲ့ကျောင်းမှာဖမ်းထားပြီးတော့လူရိပ်60ဝန်းကျင်လောက်ရှိတယ်။တချို့ကြတော့ငွေနဲ့ပြန်လွှတ်ပေးပြီးတော့အများစုကိုရွှေတောင်ဆစ်ဆေးရုံကိုဖမ်းဆီးခေါ်ဆောင်သွားတယ်။စစ်မှုထမ်းမှုကျမ်းမာရေးအတွက်စစ်စစ်ချက်တွေပြုလုပ်မယ်လို့လည်းသိရတယ်လို့ဒေသခံပြည်သူတူကပြောဆိုထားပါတယ်။အကြမ်းမဲ့စစ်ကောင်စီတပ်က၎င်းတို့ဖမ်းဆီးထားတဲ့ဆိုင်ကယ်များကိုစံကလေးကြီးရွာမှာရှိတယ်။စစ်ကောင်စီဂိတ်မှာတွားရောက်ထုတ်ယူကြဖို့အတွက်မိသားစုဝင်တွေကိုအကြောင်းကြားခဲ့ပြီး ဖမ်းဆီးသွားတဲ့သူတွေကိုမိသားစုဝင်တွေကတွားရောက်တွေးဆုံတော့လေတွေးဆုံခွင့်မပေးဘူးလို့ဒေသခံပြည်သူတို့ကဆက်လက်ပြောဆိုပါတယ်။ဒါအပြင်မကွေတိုင်းအောင်လံမြို့နယ်တောင်ထီးကျေးရွာအုပ်စုကြားမွေးကျေးရွာမှာစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ပြည်သူတွေကိုအကြမ်းဖက်ဆက်တက်က၆လံပြီးတော့ငွေအများအပြားတောင်းခံခဲ့တယ်လို့ဒေသခံပြည်သူတွေစီကသိရပါတယ်။လူငယ်တွေမရှိတဲ့နေအိမ်များကိုတအိမ်ကိုငွေကျပ်၃000နဲ့လူငယ်တွေရှိတဲ့အိမ်တွေကိုတအိမ်ကိုငွေကျပ်၁သိန်း၂000ကတ တောင်းခံသွားပြီးတော့ကျေးရွာအတွင်းမှာအင်ဂျီ80ခန်းဟာကြက်3000ပေးခဲ့ရတယ်လို့သိရပါတယ်။အင်ဂျီ48အင်ကတော့ကြက်3000ခန်းပေးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီငွေတွေကိုပြူစောထီးခေါင်းဆောင်တင်ထေးအုပ်ချုပ်ရေးမှူးတင်တောင်းနဲ့ယာအိမ်မှုအောင်အောင်တို့ကစစ်တပ်နဲ့အတူပူးပေါင်းပြီးတော့ရယူသွားတယ်လို့ဒေသခံတွေကသိရပါတယ်။အလားတူပဲမကွေးတိုင်းပွင့်ဖြူမြို့နယ်အရှိပိုင်းမှာပြည်လုံးချမ်းသာဖျားဇီးပွဲတော်ကပြန်လာတဲ့လူငယ်3ဦးကိုပွင့်ဖြူမြို့နယ်အရှိပိုင်းဥက္ကဋ္ဌတာထွေးအောင်ကစစ်မှုထမ်းရန်အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်သွားတဲ့အမှု ဧပြီလ24ရက်ည10:48မိနစ်ဝင်းကျင်မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖះမှာဈေးပွဲတော်ရှိပါတယ်။ဈေးပွဲတော်ကပြန်လာတဲ့ကလေးတွေကိုအရှိပိုင်းဥက္ကဋ္ဌတာထွေးအောင်နဲ့စစ်တပ်ကပေါင်းပြီးတော့ကလေးတွေကိုဖမ်းဆီးပြီးတော့ကားပေါ်အတင်းခေါ်တင်သွားတယ်။အဲ့ဒီဥက္ကဋ္ဌတာထွေးအောင်ကအရှိပိုင်းရက်ွက်ထဲကဘသူမှမထောက်ခံပဲသူ့ဘာသာသူစစ်တပ်နဲ့ပေါင်းပြီးဥက္ကဋ္ဌတတ်လုံနေတဲ့သူစစ်တပ်အမာခံဥက္ကဋ္ဌတယောက်ဖြစ်ပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရေးတော်ဝဲလမ်းမိုင်းမှာရှိတဲ့မလွဲတောင်စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီကတရက်ကို9နာရီသာဖွင့်ပေးထားတဲ့အတွက်ခရီးသည်တင်ကားများနဲ့ကုန်ကားများပိတ်မိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ကဒီမလွဲတောင်ဂိတ်ကိုအချိန်အကန့်အသတ်နဲ့ဖြတ်တန်းသွားလာခွင့်ပြုလုပ်လိုက်တော့ခရီးသည်တွေကကုန်တင်ကားတွေကအကုန်လုံးပြဿနာတက်ကုန်တယ်လို့ခရီးသည်တင်ရင်မောင်းတအုပ်ကပြောပြလာပါတယ် နေ့စဉ်ကားများယာနဲ့ချီပြီးတော့ပိတ်မိနေခြင်းဖြစ်ပြီးယာတိဥတုအပူပြင်းခြင်းနားနေဆောင်မရှိခြင်းအစားအသောက်နဲ့ကျန်းမာရေးအတွက်အပေါ်ပါသွားလာရန်ခက်ခဲခြင်းတို့ကြောင့်အခက်အခဲတွေကြုံတွေ့နေရတယ်လို့သိရပါတယ်ပုံမှန်ဆိုရင်လက်ရှိကာလမှာဒီနေ့မနက်ထွက်နောက်တနေ့ညနေဆိုရင်ရန်ကုန်ရောက်နေပြီအခုလိုပိတ်မိနေတော့လမ်းမှာ၃ရက်လောက်ကြာနေတော့ကုန်စင်းတွေတင်လာတဲ့ကားတွေဆိုရင်လမ်းမှာပုတ်တိုးတာတွေကြုံနေရတယ်လို့ကုန်ပစ္စည်းများပို့ဆောင်နေတဲ့ရင်လိုင်းတစ်ခုကတာဝန်ရှိသူတူကပြောပြလာပါတယ်အရင်ကအဲ့ဒီဂိတ်ကို 24နှစ်ဖွင့်ပေးထားခြင်းဖြစ်ပြီးတော့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီကမနေ့6ရက်နေ့ကနေညနေ6ရက်အထိဖြတ်တန်းသွားလာခွင့်ပြုခဲ့ရာကနေပြီးတော့လက်ရှိမှာ AP လ22ရက်နေ့ကနေစတင်ပြီးတော့နေ့စဉ်မနေ့9ရက်နေ့ကနေညနေ3ရက်အထိသာဖြတ်တန်းသွားလာခွင့်ပြုလိုက်ခြင်းဖြစ်တယ်လို့ခရီးသွားပြည်သူတွေစီကနေပြီးတော့သိရှိရပါတယ်အခုလို့စစ်တပ်ဂိတ်မှာအချိန်9ရက်နေ့သာဖြတ်တန်းသွားလာခွင့်ပြုလိုက်တော့ရင်နှန်းတွေကရာနဲ့ချီပြီးတော့ပိတ်မိနေသလိုအပူရှိန်ကြောင့်ခရီးသည်တွေတော်တော်လေးကိုနေရထိုင်ရအခက်အခဲတွေကြုံနေရပါတယ်လို့ ထီးတဲ့တူကပြောပြလာပါတယ်။အခုလိုမျိုးခရီးစဉ်အချိန်ကြန့်ကြမှုများကြောင်းကုန်ပစ္စည်းများပို့ဆောင်ရမှာအရင်ကနှစ်ရက်သားကြာတော့လဲလက်ရှိမှာတော့၃ရက်နီးပါးအချိန်ကြာနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုင်မြောမြို့နယ်ဓမ္မတက်ကြီးရွာကိုစစ်ကောင်စီကမိရှုဖျက်ဆီးပြီးတဲ့နောက်မှာတော်လိုင်းရဲတပ်ဖွဲ့များကဝင်လာလျင်တော်၎င်းလက်ခံလျင်တော်၎င်းပျက်စီးမှုများကြုံတွေ့ရမယ်လို့ပြည်သူများကိုပြသပြီးတော့ချင်းချောက်ရန်ညွှန်ကြားထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အဲ့ဒီညွှန်ကြားချက်ကိုအေပီလာတရက်နေ့မနက်9နာရီခွဲအချိန်ကမွန်ပြည်နယ်အစိုးရအဖွဲ့ယုံအောင်ဆန်းခမ်းမမှာကျင်းပပြုလုပ်တဲ့မွန်ပြည်နယ်လုံခြုံရေးနဲ့အုပ်ချုပ်ရေးညှိနှိုင်းအစည်းအဝေးအမှတ်စဉ်30မြင်းဆောင်2024မှာဆောင်ရွက်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီညွှန်ကြားစာကိုအေပီလာ23ရက်နေ့မနက်9နာရီအချိန်ကမှခေါ်ဆောင်မြို့နယ်ခွဲကြုံငဲကြေးရွာလက်နက်ကိုင်အုပ်ချုပ်ရေးမှုလဲဖြစ်ပြည်သူ့စစ်ခေါင်းဆောင်လဲဖြစ်တဲ့တင်ဝင်းခေါ်အဝင်းနဲ့ ်ဒုခေါင်းဆောင်တိန်ဝင်းတို့ကိုတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာတိန်စီရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကမက်လ28ရက်နေ့မွန်လွဲ2နာရီကျော်ကအချိန်မှာမွန်ပြည်နယ်၊ကြိုင်မြောမြို့နယ်ဓမ္မသက်ကြီးရွာကိုလေကြောင်းကနေပြီးတော့မီးလောင်ဘုံများကျဲချခဲ့ပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်ဖျက်ဆီးခဲ့တဲ့အတွက်ကြောင့်နေအိမ်300ကျော်မီးလောင်ပြာကျခဲ့ပြီးပြည်သူ6000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။